မစ္စတာဂျင်းစ်ဘက်စတာရဲ့စာရေးမှာပဲအစီရင်ခံစာမှာပဲဒါစစ်တကောင်းဖက်ကเนาะအမြောက်အများဝင်လာတဲ့ဒီဒီပေါ့เนาะရာသီ လာလုတ်တာ လုတ်တာတွေဟာတဖြည်းဖြည်းပေါ်လာတယ်သူတို့တွေဟာကြိုးကြိုးစားစားအလုတ်လုတ်တယ်သူတို့ရဲ့ဒါအလုတ်လုတ်တဲ့အပေါ်မှာเนาะဒါဝင်လာမစေးဖြစ်နေတဲ့ဒီအပေါ်မှာဒါတွေကိုရက်တိုင်အောင်မလုတ်ဘူးရခိုင်တွေဘက်ကလည်းစူးစမ်းမှုမရှိဘူးဆိုလို့ရှိရင်ဒါရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့နေမြေတော်တော်များများဟာဒီမဟာမေတ္တရဲ့စိုးမှုအုပ်ချုပ်မှုသူတို့ရဲ့လက်ထေကိုကြာရောက်တော့ပါလိမ့်မယ်ဆိုရအစီအခံကမှာရေးထားတာလေရှိပါတယ်အဲ့တော့ဒီနေရာမှာ ရာသီအချိန်မှာလာလို့တဲ့တရားဝင်လာလို့တဲ့လူတွေရှိတယ်။တရားမဝင်လာလို့တဲ့လူတွေရှိတယ်ဆိုတာကို Mr. Best ရဲ့ဒါအဆုံးဖြတ်ချက်မှာဒါလေးပါမိတာဖြစ်နိုင်ငံသားဖြစ်မှုမဖြစ်မှုလူတရားဝင်မှုမဝင်မှုဒါတွေကိုဖြစ်နေတဲ့ဟာတွေကိုဘာနဲ့ဆုံးဖြတ်မလဲ။ကျမတို့ မြန်မာနိုင်ငံဆိုတာကြိုက်တယ်လို့ဆုံးဖြတ်လို့မရဘူးပြည်သူလူထုကြိုက်တယ်လို့ဆုံးဖြတ်လို့မရဘူးကျမတို့ဆုံးဖြတ်ရမှာဥပဒေတစ်ခုမပါဘဲနဲ့ဆုံးဖြတ်လို့မရဘူးဥပဒေတစ်ခုရှိရမှာဟုတ်ပါအဲ့တော့ဒီနေ့ကြီးလိုက်တဲ့အခါမှာ1982ဥပဒေဟာကျမတို့မြန်မာနိုင်ငံအနေနဲ့နော်အခိုင်အမာဒီနေ့ထိရပ်တည်ထားတဲ့ဥပဒေပြုပြင်တာဖြစ်ဆက်တာဘာမှမရှိသေးတဲ့ခိုင်မာတဲ့ဥပဒေဆိုတာဘယ်လိုမှညင်လို့မရဘူး အဲ့တော့ဒီဥပဒေနဲ့ပဲကျမတို့ဒါကိုဆက်ပြီးတော့စပြီးတော့လုပ်ရအောင်ခိုင်တိုင်းသားတွေခေါင်းဆောင်တွေပေါ့နော်ခေါင်းဆောင်တွေပြောတာပါပြီးတော့မှနောက်တက်မတော်ကကွေးဦးစီးချုပ်ကပြောထားတာရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီဒေသမှာ1980ဥပဒေနဲ့စစ်မယ်စစ်လို့ကန့်ညီတဲ့လူတွေဆိုရင်ပေးမယ် မကန့်ညီတဲ့လူတွေဆိုရင်သူတို့စခန်းထဲမှာဒါသူတို့ကိုဟိုထားမယ်တခြားနိုင်ငံတွေကဒါလက်ခံတယ်ဆိုရင်ပို့မယ်ပါညာဆိုပြီးတော့မှဒီလိုပြောထားတာဖြစ်နေမြောက်ပိုင်းအခုဒီဒီဗါလဲမောင်တော်ခရိုင်ဘက်တွေကိုကြီးလိုက်မယ်ဆိုရင်အဲ့ဒီဘက်မှာဆိုရင်ကျွန်တော်ထင်တဲ့1982ဥပဒေအတိုင်းဒီတိုင်းပဲဒီရှိပြီးသားနဲ့ပဲလှုပ်လိုက်မယ်ဆိုရင် 69ရာခိုင်နှုန်းနောက်ကအဲ့ဒီစခန်းတွေထဲကိုရောက်သွားလိမ့်မယ်။1982ဥပဒေကိုဟိုအချင်းချင်းပြောရမယ်ဆိုရင်1823ခုနှစ်ပေါ့နော်။ဒါဒါအင်္ဂလိပ်တွေလာပြီးတော့မှကျွန်တော်စီကိုမတိုက်ခင်အချိန်တုန်းကရှိခဲ့တဲ့နေထိုင်ခဲ့တဲ့လူတွေရဲ့နောက်ပိုင်းလာမဲ့မျိုးရိုးစင်ဆက်တွေကနိုင်ငံသားဖြစ်တယ်ဆိုပြီးတော့မှအဲ့လိုပြဋ္ဌာန်းထားတယ်။ပြဋ္ဌာန်းထားပြီးတော့နိုင်ငံသားဖြစ်မှုမှာဆိုရင်လည်း तू ကအမျိုးသားတွေမခွဲတော့ဘူး။ သူကတမျိုးတည်းပဲရှိတယ်လူတယောက်ကိုစစ်ဆေးလိုက်မယ်ဆိုရင်နိုင်ငံသားဖြစ်ရင်ဖြစ်နိုင်ငံသားမဖြစ်ရင် तू ကနိုင်ငံသားမဟုတ်တော့ဘူးသို့မဟုတ်တာခိုးဝင်တဲ့လူနိုင်ငံသားတခုခုပဲဖြစ်ဖို့ရှိတော့တယ်တရားကသမိုင်းကြောင့်လည်းထောက်ပြတော့ကျွန်မလည်းသမိုင်းနဲ့ပြန်ပြောအောင်ဖြစ်နေပါတယ်ဆိုတော့ဟိုကျွန်မအခုနဟိုတော့ဥစည်းသားဘုံမျိုးပြောတော့သလိုဒါဘောနော်ဒီအင်္ဂလိပ်မြန်မာအဆိုရလက်ထက်ရောက်တဲ့အခါကြာလို့ရှိရင်ဒါ1823ပေါ့နော် ဒီချိန်ကစပြီးတော့ရှေ့ဦးမစော်နေထိုင်ခဲ့တဲ့မြန်မာနိုင်ငံမှာနေထိုင်ခဲ့တိုင်းရင်းသားရှစ်မျိုးပေါ့နော်ဒီရှစ်မျိုးကိုဒါဝေးရပါတိုင်းရင်းသားအဖြစ်သတ်မှတ်ထားတယ်နော်ဒါဟာကဘာတိလေကြီးညာထားပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ကဘာကြီးကိုကဘာလုံးကိုကြီးညာထားတဲ့တခေတ်ဒီ recommendation ပေါ့နော်အတိမတ်ပြထားတဲ့ဒီစာသားဖြစ်ပါတယ် အဲ့ဒီဘက်ကဟိုဆရာဦးလင်ပြောသလိုပေါ့နော်ဒါ Mr. James Beck best best guy เนาะဒါအစီရင်ခံစာရပေါ့နော်ဒါအဲ့ဒီတုန်းကဒါရခိုင်ပြည်မှာ Muslim Mohammedan တွေရှိခဲ့တယ်ဆိုတော့ဘယ်လောက်ရှိခဲ့တယ်ဆိုတာကိုဒီ Mr. James Beck ကရေးဒါအစီရင်ခံစာမှာရေးထားပါလေအဲ့တော့ရေးထားပြီးတော့သူကလည်းဆက်ပြီးတော့လေသူကပြောထားတယ်ဒါခုနပြောရပေါ့နော်ဒါရာသီချိန်မှာရောက်လာတဲ့ဒါ ်အစ်စင်မာသာဝင်နေဒီမဟာမေတ္တဟာဟုတ်မဟုတ်ဆိုတာ Mr. James Bester ရဲ့စာရေးမှာပဲအစီရင်ခံစာမှာပဲဒါစစ်တကောင်းဖက်ကเนาะအမြောက်အများဝင်လာတဲ့ဒီဒီပေါ့เนาะရာသီ လာလုတ်သားလုတ်သားတွေဟာတဖြည်းဖြည်းပေါ်လာတယ်သူတို့တွေဟာကြိုးကြိုးစားစားအလုတ်လုတ်တယ်သူတို့ရဲ့ဒါအလုတ်လုတ်တဲ့အပေါ်မှာနော်ဒါဝင်လာမစေးဖြစ်နေတဲ့ဒီအပေါ်မှာဒါတွေကိုရက်တိုင်အောင်မလုတ်ဘူးရခိုင်တွေဘက်ကလည်းစ조사မှုမရှိဘူးဆိုလို့ရှိရင်ဒါရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့နေမြေတော်တော်များများဟာဒီမဟာမေတ္တင်ရဲ့စိုးမှုအုပ်ချုပ်မှုသူတို့ရဲ့လက်ထေကိုကြောက်ရောက်တော့ပါလိမ့်မယ်ဆိုရအစီအခံကမှာရေးထားတာလေရှိပါတယ် အဲ့တော့ဒီနေရာမှာရာသီချိန်မှာ လာလုတဲ့တရားဝင်လာလုတဲ့လူတွေရှိတယ်။တရားမဝင် လာလုတဲ့လူတွေရှိတယ်ဆိုတာကို Mr. Best ဒါရဲ့ဒါအဆုံးချက်ထင်မှာဒါလေးပါမိတာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီနေ့မြင်ပြအရှင်ပြမှာကျမတို့ခြေကိုဆက်ပြီးတော့ဘာလုပ်ရမလဲဒါကိုစဉ်းစားရမှာပါ။တမိုင်းကြောင့်ကို ိတဲ့တလောက်အခြေခံရမယ်ဒါပေမဲ့အနာဂတ်မှာမလုပ်မလဲဆိုပစ္စုပန်မှာကျမတို့စဉ်းစားဖို့လိုပါတယ်အဲ့တော့ဒီနေ့ခုနပြောသလိုပေါ့နော်တိုင်းရင်းသားဖြစ်တဲ့လူရှိတယ်နိုင်ငံသားဖြစ်တဲ့လူရှိတယ်ဒါတွေကိုဘယ်လိုလုပ်မလဲဟုတ်ပါတယ်နိုင်ငံသားဖြစ်ရမယ့်လူရှိတယ်ဆိုလို့ရှိရင်လည်းနိုင်ငံသားဖြစ်မယ်အဲ့တော့ကျမတို့ကနှစ်ပေါင်းများများစွာနှစ်ပေါင်း၄၅60လောက်ဒီဟာကိုစနစ်တကျနိုင်ငံသားအရေးကိုမဖော်ထုတ်နိုင်ခဲ့ဘူးဒါကြောင့်ဝတ်ဒီပြဿနာဖြစ်လာတယ်ဒါဒီနေ့အကုန်လုံးလက်ခံရမယ်နော်အဲ့တော့ ဒီနေ့အစိုးရဘက်ကရှစ်စင်ကုနဲ့ဥပဒေနဲ့ဒါကို လုတ်အောင်လို့ပြောလာတဲ့အခါမှာဒါတွေကိုဟိုလက်မခံတဲ့လူတွေလက်ခံတဲ့လူတွေအကဘာကြီးကလည်းဒါပါဖြစ်နေတယ်ဒီဟာကဖြစ်မမိဘူးအဲ့လိုမျိုးတွေပါလာတယ်ဆိုတော့ဒါတွေကိုကျမတို့စဉ်းစားဖို့လိုတယ် ဲ့တော့ကမ္ဘာမီဒီယာတွေရောကမ္ဘာဒီကလာတဲ့ရခိုင်ရေးစင်းစားမဲ့ပုံကိုယ်တွေရောဒါလွတ်တော်ဥက္ကဋ္ဌတွေရောကျွန်တော်တို့အမြင့်တန်းတာကိုပြောပြတယ်အဲ့တော့ဖြစ်နေပြီရခိုင်ပြည်မှာဒီပြဿနာတွေဖြစ်နေပြီအဲ့တော့ဖြစ်နေတဲ့နိုင်ငံသားဖြစ်မှုမဖြစ်မှုလူတရားဝင်မှုမဝင်မှုဒါတွေကိုဖြစ်နေတဲ့ဟာတွေကိုဘာနဲ့ဆုံးဖြတ်မလဲကျမတို့ မြန်မာနိုင်ငံဆိုတာကြိုက်တယ်လို့ဆုံးဖြတ်လို့မရဘူးပြည်သူလူထုကြိုက်တယ်လို့ဆုံးဖြတ်လို့မရဘူးကျမတို့ဆုံးဖြတ်ရမှာဥပဒေတစ်ခုမပါဘဲနဲ့ဆုံးဖြတ်လို့မရဘူးစီးနေဥပဒေတစ်ခုအရှိရမှာဟုတ်ပါဘူးအဲ့တော့ဒီနေ့ကြီးလိုက်တဲ့အခါမှာ1982ဥပဒေဟာကျမတို့မြန်မာနိုင်ငံအနေနဲ့เนาะအခိုင်အမာဒီနေ့ထိရပ်တည်ထားတဲ့ဥပဒေပြုပြင်တာဖြစ်ဆက်တာဘာမှမရှိသေးတယ်ခိုင်မာတယ်ဥပဒေဆိုတာဘယ်လိုမှညင်လို့မရဘူးအဲ့တော့ဒီဥပဒေနဲ့ပဲကျမတို့ဒါကိုဆက်ပြီးတော့စပြီးတော့လုပ်ရအောင် ဒီဥပဒေကိုစာလုံးလုပ်တဲ့အခါမှာဒါအခုရောက်နေတဲ့ဦးနာပြောတဲ့နိုင်ငံသားဖြစ်မှုမရှိဘူးလားဆိုတာရှိပါတယ်ဆရာပြောတဲ့နိုင်ငံသားတွေလည်းရှိပါအဲ့တော့ဒီရောက်လာတဲ့ဒီလူတွေထဲမှာနိုင်ငံသားဖြစ်ပြီးသားဘလောက်ရှိသလဲလို့ကျွန်တော်တို့သိဖို့လိုပါတယ်ဟုတ်ကဲ့နော်ဘလောက်ရှိနေဆရာဘလောက်ရထားပြီနော်မြန်မာနိုင်ငံနေရောရခိုင်နေရောဘလောက်ထိနိုင်ငံသားရထားပြီနော်အဲ့တော့ရမင်းလူဘလောက်ကျန်သေးလဲ ဒီကြံနေလူတွေဟို MBC တကကင်ပါဆိုတာဒါဝစစ်ပေါ့နော်ဒါကြံနေလူတွေကိုလေနိုင်ငံသားဖြစ်ခွင့်ရာဤမရဤဆိုတာတော့82ဥပဒေတွေမှာကျမတို့ဆေးရမယ်ဒါဝတော့အရင်ဆုံးလက်ခံပေးရအောင်အဲ့တော့စစ်ပြီးတော့ချိန်တဲ့ခါကျမှကြံနေလူတွေရောဘယ်လိုလုပ်မလဲဒါတွေကိုလေအစိုးရကဒီမရတဲ့နဲ့လူတွေမှာနောက်ထပ်ဥပဒေတစ်ခုနဲ့ဘာလုပ်တဲ့တယ်လဲဆိုတာဒါတွေကိုလေကျမတို့ဒီမှာအကြံပေးထားပါခိုင်တိုင်းသားတွေခေါင်းဆောင်တွေပေါ့နော်ခေါင်းဆောင်တွေပြောတာပါ ပြီးတော့နောက်တက်မတော်ကကွေးဦးစီးချုပ်ကပြောထားတာရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီဒေတာမှာ1980ဥပဒေနဲ့စစ်မယ်စစ်လို့ကန့်ညီတဲ့လူတွေဆိုရင်ပေးမယ် မကန့်ညီတဲ့လူတွေဆိုရင်သူတို့စခန်းထဲမှာဒါသူတို့ကိုထားမယ်တခြားနိုင်ငံတွေကဒါလက်ခံတယ်ဆိုရင်ပို့မယ်ပါညာဆိုပြီးတော့မှဒီလိုပြောထားတယ်ပြောထားတော့လက်တွေ့ကျွန်တော်တို့ကတေချာကြည့်လိုက်တဲ့အခါကျတော့အခုလက်ရှိရခိုင်ပြည်နယ်ပေါ့အထူးသဖြင့်ဒီဒါဟိုဘက်ကိုပေါ့နော်ရခိုင်ပြည်နယ်မြောက်ပိုင်းအခုဒီဒီဗါလဲမောင်နှောခရိုင်ဘက်တွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒီဘက်မှာဆိုရင်ကျွန်တော်ထင်တဲ့1982ဥပဒေအတိုင်းဒီတိုင်းပဲဒီရှိပြည်သားနဲ့ပဲလှုပ်လိုက်မယ်ဆိုရင် 69ရာခိုင်နှုန်းလောက်ကအဲ့ဒီစခန်းတွေထဲကိုရောက်သွားလိမ့်မယ်။အခုက82ဥပဒေကိုဟိုအချင်းချုပ်ပြောရမယ်ဆိုရင်ဒီကျွန်တော်တို့စီမှာဒီနိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ရင်1948ဥပဒေနှစ်ခုရှိတယ်။အဲ့ဒီဥပဒေအရဆိုရင်နိုင်ငံသားတွေကိုသူကဟိုအမျိုးအစား၃မျိုးအကြံပြင်ခွဲထားတယ်။နိုင်ငံသားရဲ့အဲပြီးတော့မှအဲ့နိုင်ငံသားရဲ့နိုင်ငံသားပြစ်ခွင့်ရသူရဲ့ဆိုပြီးတော့၃မျိုး1948ဥပဒေမှာပါခဲ့တယ်။ဒါပေမဲ့1982ဥပဒေကိုပြဋ္ဌာန်းလိုက်တဲ့အခါဒီ1982ဥပဒေအရ ဟိုပထမအဓိကအကြဆုံးအချက်ကတော့1823ခုနှစ်ပေါ့နော်ဒါဒါအင်္ဂလိပ်တွေလာပြီးတော့မှကျွန်တော်စီကိုမတိုက်ခင်အချိန်လုံးကရှိခဲ့တဲ့နေထိုင်ခဲ့တဲ့လူတွေရဲ့နောက်ပိုင်းလာမဲ့မျိုးရိုးစင်ဆက်တွေကနိုင်ငံသားဖြစ်တယ်ဆိုပြီးတော့မှအဲ့လိုပြဋ္ဌာန်းထားတယ်ပြဋ္ဌာန်းထားပြီးတော့နိုင်ငံသားဖြစ်မှုမှာဆိုရင်လည်း तू ကအမျိုးအစားတွေမခွဲတော့ဘူး သူကတမျိုးတည်းပဲရှိတယ်လူတယောက်ကိုစစ်ဆေးလိုက်မယ်ဆိုရင်နိုင်ငံသားဖြစ်ရင်ဖြစ်နိုင်ငံသားမဖြစ်ရင် तू ကနိုင်ငံသားမဟုတ်တော့ဘူးသို့မဟုတ်တာခိုးဝင်တဲ့လူနိုင်ငံခြားသားတခုခုပဲဖြစ်ဖို့ရှိတော့တယ်ဒါပဲပါတယ် तू ကသူ့ရဲ့1980ဥပဒေမှာဒါပေမဲ့ तू ကဟိုကတခုခုပေါ့1948ဥပဒေက ပြဋ္ဌာန်းထားတဲ့ ခုနကတော့နိုင်ငံသားပြစ်ခွင့်ရသူအဲ့နိုင်ငံသားဆိုတာကိုတော့သူကမယုတ်သိမ်းတာဘူးအရင်တော့ကချစ်ခဲ့တယ်ပေးအပ်ခဲ့တယ်ဒီခွင့်ရရခဲ့တယ်ဆိုရင် နောက်ပိုင်းသူ့ရဲ့မျိုးရိုးစင်ဆက်တွေကလည်းဆက်ပြီးတော့ဟိုရမှာပဲအမခံချက်ရှိတယ်ဒါပေမဲ့1982ဥပဒေအရတော့ဘယ်သူ့ဘုံမှအဲ့နိုင်ငံသားတို့နိုင်ငံသားပြစ်ခွင့်ရသူတို့သူကမပေးတော့ဘူးအဲ့တော့နိုင်ငံသားဖြစ်ရင်ဖြစ်မဖြစ်ရင်တော့နိုင်ငံသားမဟုတ်တဲ့လူပဲဖြစ်မယ်